မွေးနေ့လက်ဆောင်တရားလေးပေါ့အသက်ရွယ်ရလာတာနဲ့အမျှအသက်သိခါကြီးစရာလူမာနှမျိုးရှိတဲ့28နှစ်28နှစ်29နှစ်30စသဖြင့်အသက်တွေကတပြေးပြေးနဲ့ကြီးလာကြပြီပေါ့အသက်ကတော့ကိုမကြီးကျင်လည်းပဲကြီးမှာပဲတိတ်ခါတရားကတော့ဖြင့်ကိုကြီးကျင်တိုင်းကြီးလို့မရဘူး လုံလဝရိယနဲ့ဉာဏ်ပညာနဲ့ရှင်ပြီးတော့မှစူးစမ်းအားထုတ်ရတာဖြစ်ပါတယ်။ယာရုထာဏန္တရတွေဘလောက်ပဲကြီးကြီးပြည့်စည်ဥစ္စာတွေဘလောက်ပဲများများပညာတွေဘလောက်ပဲတတ်တာသိခါတရားမရှိဘူးဆိုရင်အဲ့ဒီလူဟာအလကားပဲ။ကောင်းမင်ရှင်ပြတပည့်တော်သိခါတရားရှိခြင်းတဲ့သိခါရှိတဲ့လူတယောက်ဖြစ်ခြင်းတဲ့တန်ဖိုးရှိတဲ့လူတယောက်ဖြစ်ခြင်းတဲ့ဘလို့ဖြစ်အောင်လုပ်ရမလဲလို့ဆိုရင်မနက်မောတော့အလင်းရောက်ပြီဆိုတာနဲ့ မြတ်စွာဘုရားရှိခိုးတော်တောက်တော်ရည်ချမ်းလေးကငါးပါးတိလခံယူဆောက်တည်လိုက်။ဒါဆိုရင်ကို့မှာတိလလုံသွားတာဖြစ်တဲ့အတွက်တိလတိတ်ခါရသွားပြီ။နောက်ပြီးတော့ကိုရတဲ့ဘုရားကုံတော်ပဲဖြစ်ဖြစ်တရားကုံတော်ပဲဖြစ်ဖြစ်သံဃာကုံတော်ပဲဖြစ်ဖြစ်တခုခုပေါ့လေ။ဒါလေးကိုရွတ်ဆိုပွားများပြီးတော့တမာတိတိတ်ခါရအောင်စူးစမ်းပါ။နောက်တစ်ခုကဝိပဿနာ ဉာဏ်ပညာလို့ခေါ်တဲ့ဝိပဿနာပညာပေါ့ဝိပဿနာကိုလည်းပဲမိထားလို့မရဘူးဝိပဿနာပညာဆိုတာကလူဖြစ်တုံးမှာပဲလုံလို့ရလူဘဝမှာပဲလုံလို့ရတာဖြစ်တယ်ဒါကြောင့်မို့ဝိဆိုတာကအထူးထူးအပြာပြာပတ္တနာရှုတာဝိပဿနာရှုနည်းလေးကိုလည်းပဲတရားလေ့လာပြီးတော့မှလုပ်ပါဒါဆိုရင်ကိုယ်မှာတိခါ၃ပါးပြည့်စုံသွားပြီသီလတိခါလည်းပြည့်စုံပြီတမာတိတိခါလည်းပြည့်စုံပြီပညာတိခါလည်းပြည့်စုံတာဖြစ်တဲ့အတွက်ကိုဟာ လူတော်လူကောင်းတယောက်ဖြစ်သွားပြီပေါ့နော်တော်တော်များများကတော့တော်ကြပါတယ်ဒါပေမဲ့ကောင်းတဲ့လူကြတော့ရှားတယ်လူတော်လူကောင်းဖြစ်ဖို့အရေးကြီးပါနော်လူဆိုတာအသက်ရွယ်ရလာတာ ਨੇ အမြဟောဒီခန္ဓာကိုယ်ကလည်းပဲတပြေးပြေးနဲ့ပုံမင်းယူရွေးနေဘက်ကိုသွားနေတာပါပဲဒါနဲ့ဆက်ဆက်ပြီးတော့ဇလန်းလေးတဖို့ပေါ့နော်ဒါကတော့ငါဥရိယဘဒ္ဒဆိုတဲ့မင်းသမီးလေးဟာတိုက်ခန်းနေတယ်မှာ တိုက်ခန်းကိုအလုံးပိတ်ပြီးတော့ဘေးမှာလည်းပဲအဆောင်ကြက်တွေနဲ့နေနေပါတယ်။သူ့ရဲ့တိုက်ခန်းကိုညတညမှာကောင်းလေးတယောက်ရောက်လာတယ်ပေါ့။ကောင်းလေးရောက်လာတဲ့အခါမှာဥရိယဘာဒမင်းသမီးကလည်းအတော်လေးကိုထိတ်လန့်ပြီးတော့အံ့ဩသွားတယ်။ဒီလောက်အဆောင်ကြက်တွေချူထက်စွာချထားပါရဲ့ကနဲ့ဘလို့ဖြစ်လို့ဝင်လာနိုင်တာလဲပေါ့နော်။အံ့ဩသွားတာပေါ့။အဲ့ဒီမှာကောင်းလေးကဗာပြောတော့ဆိုတော့မင်းသမီးတဲ့ ဟောဒီရွှေဖလားနဲ့ထည့်ထားတဲ့ရွှေအပြည့်ကိုယူတော်မူပါဒီညမင်းသမီးနဲ့အတူတူ နေခွင့်ပေးပါလို့တောင်းဆိုပါဒါနဲ့ရှင်ကိုမေးရအောင်ရှင်ကဒီလောက်အဆောင်တွေထူထပ်စွာချထားတဲ့ဂျားတွေကဘလို့ရအောင်လာနိုင်တာလဲမေးကြည့်တော့လာနိုင်တာပေါ့မင်းသမီးရေကျွန်ုပ်ဟာအနတ်သားတစ်ပါးဖြစ်တယ်အကြောင်းမို့လို့ဒီညမင်းသမီးနဲ့နေခွင့်ပေးပါဟောဒီရွှေဖလားကြီးနဲ့အပြည့်ရွှေတွေကိုယူပါလို့ပြောတော့ ဝိရိယဘာသာမင်းသမီးကရှင်ဟာရှင်ဘာကြီးပဲဖြစ်ဖြစ်ဘာကြီးပဲနေနေကျမမယူနိုင်ဘူးတဲ့ကျမဆုံးသွားတဲ့ခင်မုန်းကိုပဲကျမတရိရတယ်သူ့ကိုပဲချစ်တယ်ညင်းလိုက်ပါတယ်နောက်ဒုတိယညလည်းဒီကောင်းလေးကထပ်ရောက်လာဗျဒုတိယညတော့ရွှေခွက်နဲ့မဟုတ်တော့ဘူးငွေခွက်နဲ့ရွှေပြည့်ထည့်ပြီးတော့တောင်းပြန်တယ်မင်းသမီးတဲ့ဒီညမင်းသမီးနဲ့နေဝင်ပြပါဟောဒီငွေဖလားနဲ့အပြည့်ထည့်ထားတဲ့ရွှေတွေကိုယူပါပြောတော့ ိုးကျမမယူနိုင်ဘူးတဲ့ကျမခင်မောင်းကိုပဲတတိယရတဲ့ဒါနဲ့ပြန်သွားတတိယညာရောက်လာတော့တဲ့ထိုးနီး၎င်းပဲကောင်းလေးကရောက်လာပြန်တယ်မင်းသမီးတဲ့ဒီညကျွန်ုပ်ကိုနေခွင့်ပေးပါဟောဒီကြီးခွက်နဲ့ထည့်ထားတဲ့ရွှေကိုယူတော်မူပါလို့ပြောတော့အဲ့တော့မှဥရိယဘာဒမင်းသမီးကစဉ်းစားမိတယ်။အော်ဒီကောင်လေးဟာအရင်ညကရွှေခွက်ဒုတိယညကငွေခွက်တတိယညကြီးခွက်ဖြစ်သွားတယ် ဟဲ့နေဟာကဘလို့ဖြစ်တာတော့ဟိုကောင်မလေးတယောက်ကိုပိုးပန်းတဲ့အခါမှာသမီးကြီးစာပြောတဲ့အခါမှာစီစဉ်တွေကိုတိုးတိုးပြီးတော့မှပေးရတယ်မင်းဟာကကွယ်လှုပ်လဲလှုပ်ချင်တယ်လေလှုပ်လဲမလှုပ်တတ်ဘူးပြောတာပေါ့နတ်သားကဘာပြောတော့ဆိုတော့မင်းသမီးတဲ့ကျွန်တော်ကခမ ्या ကိုစီစဉ်တွေတိုးတိုးပြီးတော့မှပေးရအောင်ခမ ्या ရဲ့ရုပ်ကြီးကပို့ပို့ပြီးတော့မှနှုတ်ပြိုလာတာမဟုတ်ဘူးတဲ့ခမ ्या ရဲ့ရုပ်ကြီးကပို့ပို့ပြီးတော့မှအိုတွလာတာ ကျုပ်ကခမရောက်ဘာဖြစ်လို့ဘာကိစ္စပို့ပြီးတော့ပေးရမှာတော့တိုးပြီးတော့ပေးရမှာတော့လို့ပြောလိုက်တော့မင်းမီးကလည်းနည်းနည်းရှက်သွားတာပေါ့နော်။အော်မင်းမီးရဲ့တခြားမကြည့်ပါနဲ့တဲ့။အခုခမရနဲ့ကြုံနေစကားပြောနေတဲ့အချိန်မှာခမရရဲ့နုပြိုမှုတွေငယ်ရွယ်မှုတွေတဖြည်းဖြည်းနဲ့တဖြုတ်ဖြုတ်နဲ့ကျွေလွဲ့နေပြီ။ခမရအိုတဲ့ဘက်ကိုသွားနေပြီပြောလိုက်တော့မှအဲ့ဒီတော့မှဥရိယဘာသာမင်းမီးကသဘောပေါက်သွား။အဲ့ဒီတော့မှနတ်သားကကျွန်တော်ကတခြားလူမဟုတ်ပါဘူးတဲ့။ မင်းအရင်ဘဝကမင်းရဲ့ခင်မောဟောင်းဖြစ်ပါတယ်အခုငါကောင်းမှုကုသိုလ်တွေလုပ်ခဲ့တဲ့အတွက်ငါနတ်ပြည်ကိုရောက်နေတယ်ပေါ့လေဆုံးပါသွားတဲ့ခင်မောဟောင်းကသူနဲ့ပတ်သက်ပြီးတော့တမိုင်မိုင်တူတူဖြစ်နေတယ်ဟောဒီဥရိယဘာဒမင်းသမီးကိုဒါနတ်ပြည်ယောက်ျားကောင်းမှုတရားတွေပြုကျင့်ဖို့အတွက်လာရောက်ပြီးတော့တရားချတရားပြတာဖြစ်ပါတယ်ဥရိယဘာဒမင်းသမီးကလည်းသဘောပေါက်သွားတယ်ပေါ့ဗျဒီနေရာမှာပြောချင်တာက အသက်တွေတပြေးပြေးနဲ့ကြီးလာတဲ့အခါမှာတရက်ကုန်ပြန်ငါယုံနာဒေဗန်တရက်နီးခဲ့ပြီတဲ့တရက်ကုန်သွားတဲ့အခါမှာကိုကုသူကောင်းမှုတွေပြုဖို့အတွက်တရက်သာကုန်ဆုံးသွားတာပါကြံရှိနေတဲ့နေရည်လေးကိုအကောင်းဆုံးဖြစ်အောင်အကောင်းဆုံးသောစိတ်ထားတွေနဲ့အကောင်းဆုံးသောခန္တီတရားတွေနဲ့တည်ခံပြီးတော့မှဖြတ်တန်းနိုင်ပါစေလို့ဘုံမတို့အနေနဲ့ဝင်နေဆုတောင်းပေးလိုက်ပါတယ်